မြင့်တက်လွေ channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇေယနာရာမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ချိန်မီတောက်နဲ့လိုအမည်ရတဲ့ပရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ မလေးကဲကြပါအောင်ကဲကြပါအောင်ဗျာအလတ်တကြအော်ဟင်းရင်ပြေးထွက်လာတဲ့ကျော်နုကြောင့်ထင်းစည်းတွေချီနောင်နေတဲ့အဖွဲသားတွေရော့ရော့တဲတဲဖြစ်ကုန်ကြတယ်ကျော်နုဘာဖြစ်တာလဲငါ့ကိုငါ့ကိုကဲပါအောင်ငါ့ကိုကဲကြပါအောင်ကွာကျော်နုကတောထဲကိုလက်ညှိုးထုတ်ကအော်ဟင်းရင်အယုတ်ကျိုးပြက်လဲကျသွားခဲ့တယ်ညကျော်နုတတိထောင်းနေကွာစိုးထွေးကကျော်နုကိုလောက်ခိုင်းရင် မေးလိုက်ပေမဲ့စကမေးမရတာကြောင့်ရင်မက်ကိုလက်နဲ့ဖိပြီးစမ်းကြည့်လိုက်ရာ နှလုံးမခေါင်တော့တာကိုတတိထားမိခဲ့တယ်။ဟာတော်တော့အသက်မရှိတော့ဘူးကွာ။ဟမ်အခုလည်းနေတော်ရဲကထွက်သွားတဲ့သူကရောက်ရက်ကြီးဘလို့ဖြစ်ရတာလဲ။အဖွဲသားတွေအားလုံးအာအောင်မြင်တတ်နေတဲ့အချိန်ဘေးမှာရက်ကြီးနေတဲ့ဦးမင်းမောင်ကကျော်နုဝတ်ထားတဲ့အင်ကြီးကိုရုတ်တရက်ဆွဲဖြစ်လိုက်ရာရင်းညွန့်တက်တဲ့မှာမိလောင်တန်းရလို့အတဏီလန်နေတဲ့ခြေပေါ်ဝါရတခုကိုမြင်တွေ့လိုက်ရတယ်။ဖျောက်နေသင်စည်းတဲ့အကုန်ထားခဲ့ပြီဒီနေရာနေထွက်ကြတော့မဟုတ်ရင်အကုန်တေကုန်လိမ့်မယ်။ ဦးမင်းမောင်အလန့်တရားအော်ဟင်ရင်ကျော်နုရဲ့အလောင်းကိုပွေးချီကတောင်ချေဘက်ကိုပြေးထွက်သွားခဲ့တယ်။တော်ရဲထင်းခုတ်သွားရင်ကျော်နုဆုံးပြီဆိုတဲ့တဲ့င်းကကញ្ញင်သုံးစင်းရွာထဲမှာညာရင်းချင်းပြန့်နှံ့သွားခဲ့တယ်။ဦးမင်းမောင်နဲ့ရွာထဲကကာလာသားချို့ကကျော်နုအလောင်းကိုရွာပြင်မှာဆင်ထိုးပြီးထားဖို့အလုရှောက်နေကြသလိုကျော်နုရဲ့အလောင်းကိုတကုတ်တကလာကြည့်ကြတဲ့သူတွေကလည်းရွာပြင်မှာပြန့်ကျဲနေခဲ့တယ်။တချို့ကြတော့လည်းအလောင်းစင်ကူးလုပေးတယ်လို့နဲ့ကျော်နုရင်မမှာရှိနေတဲ့ခြေထောက်ပုံစံတန်းရာကိုလာကြည့်ကြသူတွေရှိတယ်လို့အချို့ကြတော့လည်းကိုရွာသားတယောက်ရုတ်တရက်ဆုံးသွားတာမို့ ကိုချင်းစာစင်အပြည့်နဲ့လာရောက်လောက်ကင်ပေးခဲ့ကြတယ်။အလောင်းစင်ရဲ့ဘေးမှာတော့လူမမယ်ကလေးတယောက်ကိုခတိခွင်ချီပြီးရှိုက်ကြီးတငယ်ငိုကြွေးနေတဲ့မိမတယောက်ရှိနေခဲ့တယ်။သူမရဲ့မျက်လုံးကအသက်မဲ့နေတဲ့ကျော်နုရဲ့အလောင်းကိုကြည့်ပြီးငိုလိုက်။ခြေရတဲ့လူမမယ်ကလေးကိုကြည့်ပြီးငိုလိုက်နဲ့လုံနေရင်ခန္ဓာကိုယ်ကမြေကြီးပေါ်ကိုဝုန်းဝင်းနဲ့ပြိုကျသွားပါတော့တယ်။ကျွန်တော်ကယ်ပါအောင်ဗျာ။ကယ်ကြပါအောင်ဗျာ။တရားထိုင်နေရင်ကြားလိုက်ရတဲ့အတန်ကြောင့်အောင်မြတ်တာရဲ့မျက်တောင်တွေမတိမတားလေးလှုပ်ခတ်သွားခဲ့တယ်။ကယ်ကြပါအောင်ဗျာ။ ကျွန်တော်ဘယ်ရောက်နေလဲဆိုတော့ပြောပြပေးကြပါအတန်ကပြ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 ထက်ကြလိုက်ရတာမို့အတန်ကြားတဲ့ဘက်ကအာယုံခံကြည့်လိုက်ရတိမ်ငယ်နေတဲ့မျက်နှာနဲ့တကြီးနေရင်လမ်းလျှောက်နေတဲ့လူတယောက်ကိုမြင်တွေ့လိုက်ရတယ်ဒီတခါမှာတော့အောင်မျက်သားရဲ့မျက်လုံးတွေဖြတ်ခနဲပွင့်ထွက်လာပြီးထိုင်နေရာကနေထပ်ရလိုက်တဲ့အချိန်မလာနဲ့သွားစမ်းငါတို့စီမှာမင်းအတွက်နေရာမရှိဘူးထွက်သွားစမ်းဘယ်ကနေရောက်လာတဲ့ကောင်လဲမသိပါဘူးကွာဟဲ့ကောင်ဝေးသွားစမ်းအဲ့လိုမောင်းထုတ်တန်တွေကိုပါထပ်ကြားလိုက်ရတယ် အဲ့ဒီချိန်မောင်ကောင်းတဲ့ခုံသားတို့ပါထလာပြီးအတန်ကြားတဲ့ဘက်ကိုပြန်တူကြည့်လိုက်ရတကူလုံးဖြူဖက်ဖြူရဖြစ်နေတဲ့လူတယောက်ကြောက်ရွံ့နေတဲ့မျက်နှာနဲ့သူတို့ရှိတဲ့ဘက်ကိုလမ်းလျှောက်လာတာကိုမြင်လိုက်ရတယ်။ဆရာဒီလူကဘာသူလဲ။ငါလဲတရားထိုင်နေသူ့အတန်ကြားလိုက်ရလို့တရားဖြုတ်လိုက်တာ။ဘာသူဆိုတာတော့မသိရသေးဘူး။အောင်မြတ်တာကစကားဆုံးတာနဲ့လမ်းလျှောက်လာသူကို စိုက်ကြည့်လိုက်ပြီး အမြင်အာရုံပွင့်စေ။အဲ့လိုရေရွတ်လိုက်ရထိုသူရဲ့မျက်လုံးတွေကအောင်မြတ်တာတို့ဆရာတစ်ပည့်တောင်းရောက်စီကိုချက်ချင်းရောက်လာခဲ့တယ်။ အလိုလေယောဂီဝတ်ဆောင်တဲ့လူတွေပါလားဒါဆိုခင်ဗျားတို့ကတရားကျင့်ကြံနေတဲ့သူတွေများလားတင်ထင်မြင်တဲ့အတိုင်းဟုတ်မှန်ပါတယ်တင်ကရောဘလို့ကြောင့်ဒီနေရာကိုရောက်လာရတာလဲကျွန်တော်မသိဘူးမမီးတလောက်ကတော့မီးတောက်နေတဲ့ခြေတော်တစ်ဖက်ရဲ့အရန်ပူလောင်တဲ့ခံစားမှုရဲ့ပဲမှတ်မိတယ်ဆရာသူ့ကိုကြည့်ရတာအတိမညာတချို့ဟာတိုင်းငံထိရတယ်လို့ပဲနော်ငါလည်းမင်းပြောသလိုတွေးမိတယ် ူးမညာပြန်ရအောင်စမ်းကြည့်လိုက်ပါဦးမယ်။အောင်မြတ်သာတွယ်လျရနေတဲ့လက်ချောင်းတွေကိုပြန်လိုက်ပြီးအရှိမရက်နေတဲ့သူရဲ့ဥကောင်းထက်ကိုအုံမိုးလိုက်တယ်ဆိုရင်ပဲလက်ချောင်းထိတ်ကနေနွားနို့လိုဖြူစင်တဲ့အလင်းနှံတွေစီးကျလာခဲ့တယ်။အလင်းနှံတွေကရက်နေတဲ့သူရဲ့ဥကောင်းထက်ကိုစိတ်ဝင်သွားတဲ့အချိန်တင်ဖြစ်ပြက်ခဲ့တဲ့အရာတွေကိုမကျွေးမကြံပြောပြနိုင်စေ။အဲ့လိုအမိန်ပြန်လိုက်ရရက်နေတဲ့သူရဲ့မျက်လုံးတငယ်အင်းကရုတ်တရက်ကျင်းသွားကကျွန်တော်တောထဲမှာလမ်းပြောက်ပြီးတပင်းတပင်းအောက်မှာနားနေတဲ့အချိန် တစ်ပင်အနောက်ကကမှုလေးပေါ်အပေါ်ဆွန့်ခဲ့မိတယ်။အဲ့ဒီချိန်ဘေးမှာရှိနေတဲ့တစ်ပင်တွေကလေမတိုက်ပဲလှုပ်ရမ်းလာပြီးခြေထောက်နှစ်ဖက်မှာမီးရွေတောက်လောင်နေတဲ့လူတစ်ယောက်ကမျက်စိရှိမှရုတ်တရက်ပေါ်လာခဲ့တယ်။သူကကျွန်တော်ကိုမီးဝင်တောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးအရင်ဝါတက်တဲ့ကိုခြေထောက်နဲ့တက်နေမှလေရော။သူ့ပုံစံအရန်ကြောက်ဖို့ကောင်းပြီးခန္ဓာကိုယ်ကလည်းမီးခိုးငွေတွေတထောင်ထောင်ထွက်နေခဲ့တယ်။ကျွန်တော်လည်းအရန်ကြောက်လာပြီးခြေထောက်အောက်ကနေရုံထွက်လာခဲ့တာ။အဖွဲသားတွေရှိတဲ့နေရာကိုဘလို့ရောက်မှမသိရောက်လာခဲ့တယ်။ အဲ့ဒီနောက်ပိုင်းဘာမှတတိမရတော့ပဲတတိပြန်ရတဲ့အချိန်မှာတော့မြူတွေပိတ်ဖုံးနေတဲ့တောအုပ်တစ်ခုတည်းကိုရောက်နေခဲ့ပြန်ရောအဲ့ဒါနဲ့ကျွန်တော်လည်းတောထဲမှာခြေဦးတရရှောက်သွားရင်းနဲ့ဒီကိုရောက်လာခဲ့တာပဲဆိုတဲ့စကားတန်နေထွက်လာခဲ့တယ်အောင်မြတ်သားလည်းသိကျင်တာတွေသိရပြီမို့လက်ကိုပြန်ရုပ်သိမ်းလိုက်ရအရှိမရက်နေတဲ့သူကငုံငုံငန်ငန်ဖြစ်သွားခဲ့တယ်ဆရာသူ့ကိုဘယ်လိုလုပ်ရမလဲဒီပုံစံအရဆိုရင်မူလခန္ဓာကိုယ်ထဲပြန်ဝင်လို့ရနိုင်သေးတယ်မလား ืมအချိန်မီပြန်ပို့နိုင်တော့အသက်ရှင်နိုင်တယ်ဒါမဲ့သူပမာနေလဲဆိုတာသိဖို့တော့လိုသေးတယ်ကွာအောင်မြတ်တာစကားဆုံးတာနဲ့ရှေ့မှာရှိတဲ့သူဘက်ကိုလှည့်ပြီးတင်ကဘယ်ရွာမှာနေလဲဆိုတာမှတ်မိသေးလားကျွန်တော်ကကញ្ញင်30ရွာမှာနေပါတယ်ကញ្ញင်30ရွာလို့ပြောလိုက်တာကြောင့်အောင်မြတ်တာကမလန်မကန်းမှာရှိတဲ့တောတရက်ပင်အောက်ကိုသွားပြီးပင်စီကိုလက်နဲ့ထိကဒီတစ်ပင်မှာစောင့်ကြက်တဲ့ပုဂ္ဂိုလ်ကြောက်ရှိကိုရောက်စေအဲ့လိုအမိန်ပြန်လိုက်ရာပင်စီရဲ့အလဲကနေ စင်တရီလိုကြမ်းထော်နေတဲ့အသားရည်ရှိတဲ့လူဝါကြီးတယောက်ထွက်လာပြီးအောင်မြတ်သားကိုစိုက်ကြည့်ကာကျုပ်ကိုခေါ်တာဘာလို့ဟုတ်လဲကငင်သုံးစက်ရွာကိုတင်သိပါသလားကျုပ်အဲ့ဒီရွာကိုသိတယ်ဒါဆိုကျုပ်တို့လိုက်ဖို့ပေးနိုင်မလားကျုပ်ပိုင်နယ်အတွင်းတော့လိုက်ဖို့နိုင်ပါတယ်တခြားနေရာရောက်ရင်တော့တက်ဆိုင်တဲ့ပုံကိုယ်တွေကိုအကူအညီတောင်းကြည့်ရမယ်ကောင်းပါပြီကျန်တဲ့အပိုင်းကိုကျုပ်တို့ဆက်လုပ်ပါမယ်အောင်မြတ်သားတို့လည်းတော်တရက်ပင်ဆောင်ပုံကိုယ်ရဲ့လမ်းပြမှုနဲ့ ကငင်30ရွာရှိတဲ့ဘက်ကိုထွက်လာခဲ့ပါတော့တယ်။လန်ခီးတချောင်းမှာလည်းတခြားနန္နာဘဝတွေကတစ်ပင်ကြီးငယ်တွေနောက်ကနေအောင်မြတ်တာတို့ကိုချောင်းမြောင်ကြည့်ရှုနေကြတယ်လို့တချို့ကြတော့လေအမောင်တို့တွေကနေဖြူးကျဲတဲ့မျက်လုံးတွေနဲ့ချောင်းကြည့်နေကြတယ်။လမ်းပြခေါ်ဆောင်သွားတဲ့ပုဂ္ဂိုလ်ကလူနှစ်ယောက်ခန့်သွားလို့ရတဲ့တော်လန်တစ်ခုအရှိရောက်မှာတော့ခြေလမ်းတွေကိုရက်လိုက်ပြီးပတ်ဝန်းကျင်ကိုကြီးကန်းတောင်းပေါက်လိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။တင်ပါပြလို့ဆက်မသွားပဲရက်လိုက်တာလေ။ကျုံနှာခေါင်းနဲ့မီးလောင်ညွန်နှန်းတွေရနေတယ်။ ပတ်ဝန်းကျင်ကလည်းရုပ်ကြီးတိတ်ဆိတ်သွားသလိုပဲတော်တရပင်ဆောင်ပုဂ္ဂိုလ်ကအနှိုင်းငယ်ထိတ်လန့်တဲ့ပုံစံနဲ့ပြောလိုက်တာကြောင့်အောင်မြတ်သားလည်းပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ရာအညိုရောင်မိခိုးငွေတွေလင်ညာရက်ကနေလွင့်ပြန်လာတာကိုမြင်လိုက်ရတယ်။သူလာနေပြီ။သူတုတ်ပြာမရတော့မယ်။ဘသူလာနေလို့တင်းကဒီလောက်ကြောက်ရွံ့နေရတာလေ။တောင်ဆောင်နဲ့ကြီးတောင်ဆောင်နဲ့ကြီးလာနေပြီ။သူဒီထက်ပိုပြီးလိုင်းမဖို့ပေးနိုင်တာတောင်းမှမှာတယ်။ ော်တရပင်ဆောင်နတ်ကအလန့်တကြားပြောပြီးဖနှောင်းကိုစောင့်လိုက်ရာအခုံးငွေတွေအဖြစ်ပြောင်းလဲပြောက်ကွယ်သွားပါတော့တယ်။ဆရာမိခိုးငွေတွေအရန်များလာပါလား။မောင်ကောင်းကနှာခေါင်းကိုလက်နဲ့ပိတ်ပြီးပြောနေတဲ့အချိန်သူ့ဘေးမှာရက်နေတဲ့သူကနားနှစ်ဖက်ကိုလက်နဲ့ပိတ်ကမြေကြီးပေါ်လူလိမ့်ပါလေရော။တွား gas မလာနဲ့ထွက်သွား။ဟာ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 မင်းလိုကောင်ကငါလက်ထဲရပြေးလို့လွတ်ရိုးလာလိုက်တံပါတဲ့အတန်အောကြီးက အရက်လေးမျက်နှာကနေထွက်ပေါ်လာတာကြောင့်အောင်မြတ်သားလည်းဘေဘီကိုအာယုံခံကြည့်လိုက်ရာမိခိုးငွေတွေကလွယ်ပြီးဘာကိုမှမတွေ့ခဲ့ရပြီဒီကောင်ကတောတခွင်ကိုအကျွေးမဲ့ထိန်းချုပ်ထားတာပဲကျွန်တော်တို့လည်းဘာမှမတွေ့ရသေးဘူးဆရာဒင်းကအတော်ဆွမ်းကြည့်တဲ့ပုံပဲကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆရာငါတို့၃ယောက်လုံးဒီမှာရှိနေလိပ်ပြပြောင်းဝင်မှုအခက်အခဲဖြစ်သွားလိမ့်မယ်ဒါကြောင့်မင်းတို့၂ယောက်ကဒီလူကိုခေါ်ပြီးကញ្ញင်၃ဆင့်ရွာကိုရောက်သွားကြ ငါတော့ဒီမှာနေခဲ့ပြီးတောင်စောင်းနဲ့ဆိုရဲကောင်ထိန်းထားပေးမယ်။ဟုတ်ကဲ့ဆရာ။ဒါဆိုရင်ကျွန်တော်သွားလိုက်ပါဦးမယ်။ဆရာလည်းတည်ထောင်အောင်နော်။မောင်ကောင်းကအောင်မျက်တာကိုနှုတ်ဆက်ပြီးမြေပေါ်မှာလူလိုက်နေတဲ့သူကိုလက်ပြခေါ်အင်းနဲ့ချုပ်ကဆွဲခေါ်သွားပါတော့တယ်။မောင်ကောင်းတို့ထွက်သွားတဲ့နေတဲ့ပြိုင်နဲ့တော်ရဲကနေအလုံးကိုကျေလောင်တဲ့တော်လဲတန်တကူထွက်ပေါ်လာပြီးတစ်ပင်တကိုင်းတွေကနေတဖြည်းဖြည်းမြည်တဲ့အတန်တွေထွက်ပေါ်လာခဲ့တယ်။အောင်မျက်တာကတော့အတန်ကြားရဘက်ကိုမျက်နှာမူကထိုင်လိုက်ပြီး လွယ်ထဲကနေအင်းဆွဲကညစ်တံကိုထုတ်ကာရှိတတဲ့ကမြေကြီးကိုထိုးဆိုက်လိုက်တဲ့ဆိုရင်ပဲထိုင်နေတဲ့ဘေးပပတ်လေးမှာရှိနေတဲ့မြေကြီးတွေကပတ်ကြားအပ်တယ်လို့ဖြစ်လာပြီးအထဲကနေရွှေအိုရောင်အလင်းနှံတွေထွက်ပေါ်လာခဲ့တယ်။အလင်းနှံတွေကအုတ်တတိုင်းတပွဲကာယံထားတာကြောင့်မိဂိုငွေတွေကမောင်ကောင်းတို့ထွက်သွားတဲ့နေရာစီကိုမရောက်တော့ပဲအောင်မြတ်တာထိုင်နေတဲ့ပဝန်းကျင်မှာသာဟိုဒီဒီဝဲဝဲနေခဲ့ကြတယ်။ငါပိုင်နဲ့ထဲကိုလာပြီးစီးပောင်တတ်မှတ်တဲ့ကောင်အသေးတတ်ကြစမ်းဟိ။၆ကအကွဲလာတဲ့အတန်တကြီးက တောတခွေလုံးပြန့်နှံ့သွားပြီးနောက်မှာတော့ညာတန်ဘေးအော်ဟစ်လာတဲ့အတန်တွေယောက်ကြီးထွက်ပေါ်လာပါတော့တယ်။အောင်မြတ်သားလည်းရှစ်တက်တဲ့ကိုမျက်နှာမူပြီးကြည်နေတဲ့အချိန်လူသေးကောင်းတွေလိုပုတ်ပွားနေတဲ့နန္နာဘာဝတွေလူဝန်တွေလိုအမွှေးဆုပ်ပွားကောင်းတွေအစားရှိတဲ့ကြောင်းမဖွယ်နန္နာဘာဝတွေကတွေးပြဖွယ်ကောင်းတဲ့အတန်တွေပေးကထွက်လာခဲ့ကြတယ်။တက်ကြစမ်းတစားစီဆွဲဆုပ်ပြကြဟိတာမန်လူတယောက်တွေးပြနိုင်လောက်တဲ့အော်ဟစ်ဂျင်းဝမ်တန်တွေနဲ့တိုးကပ်လာကြတဲ့နန္နာဘာဝတွေကိုကြည့်ပြီးအောင်မြတ်သားတပ်ပြင်းရှည်တစ်ခုချလိုက်ပါတော့တယ်။တပ်ပြင်းချတဲ့အတူ သူ့ရဲ့အရှိမပြောင်းလဲနေတဲ့လက်နက်တွေဆွဲကင်ထားတဲ့အစိမ်းရောင်အစင်တစားတွေဝစ်ဆင်ထားတဲ့အင်းဆောင်ဘလူးတွေပေါ်လာခဲ့တယ်။နာနာဘာဝါတွေကအင်းဆောင်ဘလူးတွေကိုမြင်တော့ရှေ့ကိုစက်မတက်ရဲကြတော့ပဲဝါရပြန်စားအကွာမှာရက်နေကြတဲ့အချိန်သကောဝိုင်းလောက်ရှိတဲ့မီးလုံးတစ်လုံးကနာနာဘာဝါတွေရဲ့ရှေ့ကိုထိုးချလာခဲ့တယ်။ရဲရဲတောက်နေတဲ့မီးလုံးကြီးကမြေကြီးနဲ့ထိတာနဲ့တပြိုင်တည်းနတ်မောင်နဲ့အသားရဲရှိတဲ့လူတယောက်အတွင်ပြောင်းသွားပြီးသူ့ဘေးနားကရှိတဲ့နာနာဘာဝါတကောင်ရဲ့ဥကောင်းကိုခတ်တင်းနေဆုပ်ကင်ကတရေဘောကြောင်နေကောင်တွေ အမိန်ကိုမနာခံတဲ့ကောင်နဲ့ဘလို့ဖြစ်မလဲဆိုတာကြည်ရကြ။အဲ့လိုကျိန်ဝါလိုက်တဲ့ဆိုရင်ပဲနတ်မောင်နေတဲ့လက်အောက်ကနေမီးညွတ်မီးဆွေတွေထွက်ပေါ်လာပြီးဥကောင်းကနေခြေထောက်ထိဝါးမြို့ပြေးသွားခဲ့တယ်။မျက်စိတမဲ့အတွင် ပြာမောင်ဖြစ်သွားတဲ့နန္ဒာဘဝကိုမြင်တော့ကြံတဲ့သူတွေကတောင်းလို့သွားခဲ့ကြတယ်။နောက်တစ်ခါအမိန်ကိုလွန်ဆိုင်ရင်အကောင်လုံးမီးလောင်တိုက်သွင်းပြစ်မယ်။အခုချက်ချင်းဒီကောင်အသေးတက်ကြလမ်း။မဲနဲ့နေတဲ့လူရဲ့စကားကြောင့်ရခင်ကတွန်းဆုတ်နေကြတဲ့သူတွေအားလုံးညာတန်ဘေးကအောင်မြတ်သာစီပြေးဝင်လာခဲ့ကြတယ်။တက်ဟီ တတ်ကြစမ်းရှေ့ဆုံးကပြေးဝင်လာတဲ့နန္နာဘဝတကောင်ကိုဘလူးတကောင်ကလက်ထဲကင်ထားတဲ့တင်းပုံနဲ့ဆွဲရလိုက်ရာလေထဲမှာတွေအငွေအဖြစ်ပြောင်းလဲပြောက်ကွယ်သွားခဲ့တယ်နန္နာဘဝတွေနဲ့အင်းဆောင်ဘလူးတွေရဲ့တိုက်ပွဲကတောတခွင်ပြန့်နှံ့သွားပြီးကျင်းဝါတန်အော်ဟိတန်တွေလည်းကဘာပြတ်မတက်ထွက်ပေါ်လာခဲ့ကြတယ်ကញင်တုံးစင်းရွာကိုတွားနေတဲ့မောင်ကောင်းတို့လည်းအနောက်ဘက်တောထဲကနေထွက်ပေါ်လာတဲ့အလင်းနှံတွေကျင်းဝါတန်တွေကြောင့်ရှောက်လန်းနေတဲ့ခြေလန်းတွေကိုရက်လိုက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်ကြတယ် လမ်းလျှောက်နေရင်ရုတ်တရက်ရက်လိုက်တာကြောင့်အရှိကနေလမ်းပြအဖြစ်သွားနေတဲ့ဇမင်ဆုပ်ွားနဲ့ကောင်ကအနောက်ကိုလမ်းကျသွားခဲ့တယ်။လဲကျသွားတဲ့ကောင်ကလယ်ဘေးမှာခတ်တင်းတင်းရပ်ပတ်ထားတဲ့ပရိတ်ကျိုးကြောင့်ဆက်ငင်ဆက်ငင်ဖြစ်နေခဲ့တယ်။ဘာလို့ရက်လိုက်တာလဲကိုရ။ဟိုကောင်တော့တေးတော့မှာပဲ။ခွန်လာကမောင်ကောင်းလက်ထက်ကပရိတ်ကျိုးကိုဆွဲယူပြီးကျိုးစားကိုလျှော့ပေးလိုက်တော့မှလယ်ဘေးအိတ်နေတဲ့ကောင်ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။ငါလည်းမရည်ရွယ်ပါဘူးကွာ။ဟဲ့ကောင်မင်းအဆင်ပြေရဲ့လား။ မောင်ကောင်းစကားကြောင့်မြေကြီးပေါ်ကနေကုံယုံထနေတဲ့မျက်လုံးပြပြနှကောင်းပေါက်သေးသေးနဲ့ကောင်ကခေါင်းငိမ့်ပြပြီးဘာမှမဖြစ်ကြောင်အမူအရာပြနေခဲ့တယ်။ဆရာအဆင်ပြေလားမသိပါဘူးကွာငါတို့စိတ်ပူတယ်။ဆရာအဆင်ပြေမှာပါကျွန်တော်တို့ပဲကငင်သုံးစင်ရွာအာယုံမတက်မီအချိန်မီရောက်ဖို့ပဲလိုတာ။ခေါင်းလာစကားကြောင့်မောင်ကောင်းကပရေကျိုးနဲ့ချီထားတဲ့ကောင်ရဲ့ရှေ့မှာရက်လိုက်ပြီးငပြူးကောင်မင်းကကငင်သုံးစင်ရွာကိုတိရသေးကြပါရဲ့နော်။တိတိကြပါရဲ့ဆရာကျုပ်မလင်ရဲပါဘူး။ တေးကြရင်ပြီးရောမမီလို့ကတော့မင်းရဲ့ပြူးထွက်နေတဲ့မျက်လုံးကိုဖောက်ပြီးလက်သားစာကျွေးပြင်မယ်။မောင်ကောင်းစကားကြောင့်ပရိတ်ကျိုးနဲ့ဖန်းခံထားတဲ့မျက်လုံးပြူးပြူးတစေကမျက်နှာငယ်လေးဖြစ်သွားခဲ့တယ်။စကားကောင်းပြောပြီးလမ်းပြပေါ်ခေါ်တော့ကြာမထီလေးစားလောက်တဲ့ကောင်အခုကျတော့သူ့လောက်ကြောက်တဲ့ကောင်လောကမှာမရှိတော့တယ်လို့ပဲ။ဆရာတို့ကဒီလောက်စွာမမတိခဲ့လို့စော်ကားမိတာတောင်းပါပါတယ်။နောက်နောက်လေးလေးစားစားဆက်ဆံပါမယ်။မောင်ကောင်းတို့လည်းလမ်းမှာဖမ်းလာတဲ့တဆင်ငပြူကိုဖျဲချောက်ပြီးကញင်30ရွာကိုဆက်လက်ထွက်ခွာခဲ့ကြတယ် တောနာအတွင်းမှာတော့အင်းဆောင်ဘလူးတွေနဲ့နန္နာဘာဝရရဲ့တိုက်ပွဲကပြင်းထန်နေပြီးနန္နာဘာဝရဘက်ကအထိနာနေတယ်လို့အင်းဆောင်ဘလူးအချို့လည်းမီးသွေးခဲလို့နတ်မောင်နေတဲ့သူရဲ့လက်ချက်နဲ့ပြာမောင်အဖြစ်ပြောင်းလဲသွားခဲ့ရတယ်။နန္နာဘာဝအချို့ကတော့အောင်မြတ်တာဗန်ဒီတာရဲ့အတားအဆီးကိုကြော်ဖြတ်ဖို့ကြိုးစားခဲ့ပေမဲ့ထင်သလားအလုံးမဖြစ်ခဲ့ပဲဖြတ်ကျော်သူတွေသာမီးကျွမ်းလောင်ပြာကျသွားခဲ့ကြတယ်။ဒါကိုမြင်တဲ့အသားမမင်းတဲ့လူကအောင်မြတ်တာကိုထိုင်ရာကနေရွေ့အောင်ပြုလုပ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲအောင်မြတ်တာရဲ့ကိုမှာ တောင်ကျက်နေတဲ့ကိုဆောင်အင်းဆောင်ပုံကိုရီရဲ့လက်ချက်နဲ့မျက်နှာဟတ်တက်ကွဲတဲ့တန်ရန်ရသွားခဲ့တယ်။ဒါကြောင့်အချိန်နေမဟန်မှန်းသိတဲ့ကောင်ကသူ့လက်အောက်ကနနာဘာဝတွေကိုအကာအကွယ်ယူပြီးခန္ဓာကိုယ်ကိုမီးလုံးတစ်ဖွဲဖန်ဆင်းကတောရဲ့အတွင်းဘက်ကိုထွက်ပြေးသွားပါတော့တယ်။ခေါင်းဆောင်ဖြစ်သူထွက်ပြေးသွားတာကြောင့်ကြံနေတဲ့နနာဘာဝတွေလည်းခြေဦးတရာကိုထွက်ပြေးကြတဲ့အတွက်တော်ရင်တိုက်ပွဲကြီးကတောင်ကျက်ဒီလောက်မှာပဲပြန်လည်ငြိမ်သက်သွားခဲ့တယ်။မီးဟုံတောက်နေတဲ့ခြေထောက်နဲ့ဘေးမှာရှိနေတဲ့ကြောက်တုံးကိုစစ်စစ်ညံ့ညံ့ကြေအောင်နင်းချေလိုက်တဲ့အတွက် ရှေ့မှာဒူးထောက်နေတဲ့အသားမဲမဲနဲ့လူရဲ့ခန္ဓာကိုယ်ကစက္ကနဲတုံသွားပြီးအရှင်ပေးတဲ့တောင်းဝန်မကြေဘူးနဲ့အတွက်ပေးတဲ့အဖြစ်ကိုကြည်ကြည်နဲ့နဲ့ကြီးခံယူပါမယ်။ငါပိုင်တဲ့ထဲမှာဒီလိုအဖြစ်မျိုးစော်ကားခံရတာပထမဆုံးပဲ။ဟဲ့ငနတ်တူမင်းတို့ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူတွေအခုဘမှရှိနေလဲ။သူတပည့်တွေကတော့ကရင်30ရွာဘက်ကိုတွားနေပြီးသူကတော့တောတရက်ပင်အပိုင်စီမှာရှိနေပါတယ်။ငါ့ကိုစော်ကားပြီးမထီမဲမြင်လုပ်တဲ့ကောင်တွေကိုဟောဒီချက်တော့နဲ့နင်းသက်ပြစ်မယ်ဟဲ့။ ထောင်ထောင်မမအယံမြင့်နဲ့ပုဂ္ဂိုလ်ကမီဟွန်တောက်လောင်နေတဲ့ခြေထောက်ကိုစောင်းချလိုက်ရာဘေးနှဖက်ကိုမီးပွားမီးစားတွေဖျာကနေလွင့်ထွက်သွားခဲ့တယ်။လင်းကျက်တုံတဲ့အတန်ကြောင့်မောင်ကောင်းတဲ့ခုံးသားတို့ရဲ့ခြေလန်းတွေကပိုပြီးတွက်လက်လာခဲ့တယ်။ငပြူရော်ခုတီမရောက်သေးဘူးလားဟာ။အရှိဆိုရောက်ပါပြီ။ခဏပဲတီးခံမေးကြပါ။တဆင်ငပြူကမောင်ကောင်းတို့ကိုကြောက်ရွံ့တဲ့မျက်နှာထားနဲ့ကြည့်ပြီးရှေ့ကိုခတ်တတ်တော့ထွက်သွားခဲ့တယ်။၁၀မိနစ်လောက်ကြာပြီးအချိန်မှာတော့ဝေယုံပင်တွင်အုတ်ဆိုင်နေတဲ့တော်တန်းတနေရာအရအသားနီဆက်ဆက် အယံမြင့်မြင့်လူသားတယောက်မြေကြီးထဲကနေဝုံဝင်းနဲ့ခုံထွက်လာပြီးမောင်ကောင်းတို့ရှိမှပိတ်ရက်နေတာကိုမြင်လိုက်ရတယ်။ဆရာ तू ကရွာသောနဲ့ဖြစ်မယ်ထင်တယ်။ရွာသောနဲ့ဆိုလဲလူလာပို့တာလို့ပြောလိုက်ကွာ။မောင်ကောင်းစကားကြောင့်ငပြူကသူတို့ချင်းနားလေတဲ့စကားနဲ့ပြောလိုက်ပေမဲ့အသားအနီဆက်ဆက်ပုဂ္ဂိုလ်ကမျက်နှာသာတင်းတင်းနဲ့ပဲရက်နေခဲ့တယ်။မရဘူးဆရာ။တေးပြီးသားဝိညာဉ်ကိုရွာထဲပေးမဝင်ဘူးတဲ့။အာဒီကောင်ကတော့ဒါကတေးပြီးသားမဟုတ်ဘူးမျောနေတာကွာ။ အကိုဖယ်စမ်းပါဗျာဒီကောင်ကိုစကားကောင်းပြောမရအောင်ဆိုတော့လှုပ်တင်တာလှုပ်ရတော့မှာပဲခွန်လာသောက်တချက်တက်လိုက်ပြီးလွယ်ရည်သေးပါလာတဲ့လောင်မင်းအင်းကိုစက္ကနဲဆွဲထုတ်ကရွာစက်ကိုပြေးချဖို့အလုပ်အသားနီဆက်ဆက်ပုတ်ကူကတော်တော်ကြီးဖြစ်လာကအနောက်ကိုတောင်းလန်းလန်းဆုတ်သွားခဲ့တယ်ငပြူဟိုကောင်အောင်ပြောလိုက်ခေါင်းမနေဒီအင်းကိုနှစ်ဖူးမှကတ်ပေးလိုက်မယ်လို့ငပြူကနီးရတာကြောက်နေရတာမို့မျက်နှာငယ်လေးနဲ့ရှေ့ကိုတိုးကလက်ဟန်ချီရံနဲ့ပြောနေရာခဏကြာမှတော့အသားနီဆက်ဆက်နဲ့သူကပိတ်ထားတဲ့လမ်းကိုဖယ်ပေးပြီးပျောက်ကွယ်သွားခဲ့တယ် ဒီလောက်ဆိုရွာထဲကိုဝင်လို့ရပြီထင်တယ်။မောင်ကောင်းကသူ့နောက်မှာကပ်ပါလာတဲ့သူကိုရှေ့ကိုထွက်ခိုင်းလိုက်ပြီးရွာထဲကိုဝင်ခိုင်းခဲ့တယ်။ရွာထဲကိုရောက်တော့အခေါင်းစင်ပေါ်မှာတင်ထားတဲ့ခနာကိုတခုကိုမြင်လိုက်ရတယ်။အချိန်မီသေးတယ်။ခက်မြမြန်ဝင်မေတော့။မောင်ကောင်းစကားကြောင့်ဘေးမှာရပ်နေတဲ့သူကသူ့ခနာကိုရှေ့ရအလောင်းစင်ဘက်ကိုပြေးထွက်သွားခဲ့တယ်။ခနာနေတော့အလောင်းစင်ပေါ်မှာဘုတ်တုတ်ထထိုင်တဲ့ပုံရိပ်တခုကိုမြင်တွေ့လိုက်ရပြီးမကြခင်အချိန်မှာပဲဘေးနာကဇရက်ပေါ်ကနေတရေတရေဆိုပြီးအော်ဟစ်ပြေးလွှားနေကြတဲ့အတန်တွေကိုကြားလိုက်ရတယ်။ မောင်ကောင်းတို့လည်းမိမိတို့တာဝန်ပြီးဆုံးပြီမို့ဘန်းခေါ်လာတဲ့တစင်ကပြိုးကိုလှုပ်ပေးကာဆရာဖြစ်သူရှိတဲ့တောတရပင်မကိုပြန်ထွက်လာပါတော့တယ်။အာယုံတက်ချိန်ဖြစ်တဲ့အတွက်တောအုပ်အတွင်းမှာရှိနေတဲ့ငှက်တချို့ကအစာရှာထွက်ဖို့တာဆူနေကြသလိုတောကြတချို့ကလည်းနေတစ်ကိုကြိုးစိုးသည့်အလားအတန်ကုန်တွန်ကျူးနေကြတယ်။အောင်မြတ်သားကတော့တောအုပ်အတွင်းမှာရှိနေတဲ့ဝေယုံပင်အောက်မှာငြိမ်သက်စွာထိုင်နေပြီးတမထအောင်မြင်းတက်မြင်းအောင်ကျဉ်ကျဉ်နေတဲ့အချိန်မျက်လုံးထဲမှာအလျံကြီးကြီးတောက်လောင်နေတဲ့မီးအလေးရောင်အချို့ထင်ရှားလာခဲ့တယ်။ ။အောင်မဲသားလည်းသူ့အရှိမတစုံတစ်ယောက်ရောက်လာပြီဆိုတာသိလိုက်တာကြောင့်တမထအကျင့်ကိုဖြုတ်ချပြီးမျက်လုံးကိုအသာဖွင့်ကြည့်လိုက်ရမီးတောင်မီလီယံတွေဒူးစစ်လောက်အထိလောင်မြိုက်နေတဲ့လူတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။ထိုသူကအောင်မဲသားကိုကြောက်မက်ဖွယ်ကောင်းတဲ့မျက်လုံးနဲ့စိုက်ကြည့်ပြီးနင်ကငါးပိုင်နဲ့ထဲမှာဖမ်းထားတဲ့သူကိုလှုပ်ပေးပြီးငါတပည့်ကိုပါထိခိုက်အောင်လုပ်ခဲ့တဲ့သူလား။အဲ့လိုမေးရအောင်မဲတာကနှကန်းစိုးလင်းတစ်ခုတွန့်အောင်ပြောင်းလိုက်ပြီးကျုပ်ဘက်ကတော့ဘသူ့မှအရင်ထိခိုက်အောင်မလုပ်ပါဘူးတဲရာရာဆဆ ငါရှိမှလာပြီးမဟုတ်တန်းနီးရည်လာပြောနေပါရောလားတင်းကကြောက်ပေါ်ရန်လုံနေတာပဲဒီလိုအမှန်မှမခွဲတတ်တဲ့သူကဘလို့ကုသိုလ်တွေကြောင့်တောဆောင်နဲ့ဖြစ်နေပါလိမ့်အောင်မေတ္တာစကားအချိန်မီတော့နိုင်ရဲ့အချိုက်ကိုထိသွားပြီးဒေါသအချိန်နဲ့အုံငနဲ့ပွင့်ထွက်သွားပါတော့တယ်ဒီလောက်ဖြစ်တဲ့ကောင်သိပြီတော့ချိန်မီတော့နိုင်ကသူ့ရဲ့ခြေထောက်နဲ့အောင်မေတ္တာရဲ့ငယ်လေးကိုဝုန်းငနဲ့နှိမ့်ချလိုက်ပါတော့တယ်တင်းကကြောက်ကူတော်ထိအောင်မနှင်းနိုင်ဘူးပဲချိန်မီတော့နဲ့လည်းအတန်ကြားလို့လှည့်ကြည့်လိုက်ရာ အနောက်ကဝရုံမြေအောက်မှာတင်မလီခွေထိုင်နေတဲ့အောင်မြင့်တာကိုမြင်လိုက်ရတယ်။တင်လဲခေသူမဟုတ်ဘူးပဲ။ဒီတခါတော့မလွတ်စရာဘူးဟဲ့။ချိန်ပြီးတော့နှက်ကအတန်တန်ကြီးနဲ့ကျုံသွားပြီးနင်းချလိုက်ပေမဲ့အောင်မြင့်တာကိုမထီပဲမြေကြီးကိုသာနေမိသွားခဲ့ပါတယ်။ကိုကိုကိုအထင်ကြီးနေတဲ့တောင်ဆောင်နာပဲ။တင်ရအခုထိကြောက်ကိုထိအောင်မလုပ်နိုင်သေးပါလား။အတန်ကဘေးကနေထွက်လာတာကြောင့်ချိန်ပြီးတော့နှက်ကဒေါသပုံထသွားပြီးမြင်တွေ့သမျှကိုခြေထောက်နဲ့တတ်နေမှလေရော။ ခြေထောက်နဲ့နင်းခြေခံထိတဲ့ဝါယုံတော်ကြီးတစ်ခုလုံးမိဟုံတောက်လောင်နေပေမဲ့အောင်မက်တောင်မိအပူတော်မဟာတာကြောင့်ခြေမိတော်နဲ့ရဲ့မျက်နှာမှာကြောက်ရွံ့မှုအံ့ဩမှုအရရောက်နေပေါ်ပေါ်လာခဲ့တယ်။တင်မတူလေလူတော့ဖြစ်ရမတူဘလူးလောနတ်လောတင်တင်နေရတခုမှမဟုတ်ဘူးကျုပ်က လူသားဆင်စစ်တယောက်ပါမဖြစ်နိုင်တော့တာမန်သူဆိုအခုလိုဖြစ်เสียအကြောင်းမှမရှိတာနောက်ပြီးတင်ကကျုပ်ကိုပြန်ပြီးခုခံတာလည်းမရှိဘူး ူတွေထဲမှာကြောက်လိုမျိုးပုံကိုယ်တွေအများကြီးရှိကြတယ်။ကြောက်အနေနဲ့တင့်ကိုထိခိုက်နာကြအောင် ဆုံးမလို့ရပေမဲ့ကြောက်မလို့ပါဘူး။ဘာကြောင့်လဲဆိုတော့တင်းကတစ်ချိန်ချိန်မှာဒီတော်ဒီတောင်မှာသာသနာပြုရမှာဖြစ်လို့ပဲ။သာသနာပြုရမှာဟုတ်လား။ကြောက်ကအဲ့ဒါကြီးစိတ်မဝင်စားဘူး။နောက်ပြီးတင်းကကြောက်ကိုထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီလောကမှာကြောက်ကိုအမိန်ပေးနိုင်တယ်ဆိုလို့ကုဝေဒနာမင်းကြီးပဲရှိတယ်။ ချိန်မီတောင်းတဲ့စကားကြောင့်အောင်မြတ်သာခေါင်းကိုခါရိုင်းကပြောလိုက်ပြီးညာလန်ညုံးကိုမိုးပေါ်ထောင်းကနှုတ်ကနေကာရာတပုတ်ကိုရွတ်ဖတ်လိုက်ရာအလင်းရောင်ထွက်စာပြုတ်နေတဲ့ခေါင်းငယ်တစ်ခုလုံးရွှေရောင်အလင်းတွေဖြာထွက်လာပြီးယတနာအတိပြီးရဲ့တန်လျက်ကိုဆွဲကင်ထားတဲ့ကုဝေရာနမင်းကြီးရဲ့ပုံရိပ်ပေါ်ပေါ်လာခဲ့တယ်။ကုဝေရာနမင်းကိုရုတ်တရက်မြင်လိုက်ရတဲ့ချိန်မီတောင်းနဲ့အနေနဲ့နမင်းကိုကြည့်လိုက်အောင်မြတ်သာကိုကြည့်လိုက်နဲ့အံ့ဩနေရင်းကနေမျက်နှာကိုမြေကြီးပေါ်ဝှက်ချလိုက်ပါတော့တယ်။အကျွန်ုပ်ကိုပင်ဖိတ်တဲ့အကြောင်းရင်းကဘာများပါလဲ။ ထင်ရှားပြတ်သားပြီးဩဇာပြေးပါတဲ့အတန်ကြောင့်အောင်မြတ်သားကချိန်မီတော့နဲ့ကိုလက်ညှိုးထိုးပြပြီးဒီမှာရှိနေတဲ့တောင်ဆောင်နဲ့ကအတင်နာမည်ကြီးတစ်ပါးတည်းကိုသာခါးစားနိုင်တဲ့အကြောင်းပြောတာမျိုးပြင်းပြရခြင်းဖြစ်ပါတယ်ဟောဘသူများလဲလို့အကျွန်ုပ်ရဲ့ငဲကြုံမယ်တင်ကဒီကဆရာလေးအပေါ်မှာဘလို့အမှုမျိုးကျူးလွန်နေတာတော့ကိုဝေရနာမင်းရဲ့အတန်ကြောင့်ချိန်မီတော့နိုင်ရဲ့ခန္ဓာကိုတဆက်ဆက်တုံလာပြီးကျွန်တော်မျိုးမသိလို့အပြစ်ကျူးလွန်မိပါတယ်ခွန့်လွန်ပေးတော်မူပါအရှင်နာမင်းကြီး အတနုံးရဲ့ငယ်ကျုံကဆရာလေးရဲ့ပေါ်အပြစ်လုပ်မိပြီထင်ပါရဲ့ဟဲ့အခုချက်ချင်းတောင်းပန်လိုက်စမ်းနမင်းကြီးစကားကြောင့်ချိန်ပြီးတော့နဲ့ကအောင်မဲတာရဲ့ခြေထောက်ကိုနှစ်ဖူးနဲ့အပ်ပြီးထက်ကတလဲလဲတောင်းပန်ခဲ့ပါတယ်ကျုံအနေနဲ့တင့်ကိုခွင့်လွှတ်ပါတယ်ဒါပေမဲ့တင့်အနေနဲ့အခုချိန်ရစပြီးဘသူ့ကိုမှထိခိုက်နာကျင်အောင်မပြုတ်လို့တော့ဘူးဆိုတဲ့ကတိကိုနမင်းကြီးရှိမှပေးပါကြုံမလုံးဝန်းတော့ပါဘူးကတိအထက်ထပ်ပေးပါတယ်နတ်မင်းကြီးကအချိန်မီတော့နဲ့ရဲ့ဟန်ပန်ကိုကြည့်ပြီး အိမ်ကောင်းလေစွာကောင်းလေစွာအခုချိန်ရစပြီတင့်အနေနဲ့ဒီတော့ဒီတောင်နဲ့ရောက်လာတဲ့သူတော်စင်ပုံကိုယ်တွေကိုကုညီဆောင်းချောက်ဖို့နဲ့မတမာသူတွေကို၆လံမောင်းထုတ်စီ၆လံမောင်းထုတ်ရမှလည်းသူတစ်ပါးအသက်မသေးစေရဆိုတဲ့အမိန့်ကိုပေးကပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီတော့မှချိန်မီတော့နဲ့လည်းအတီတရားဝင်ပြီးသူ့ရဲ့မူလာရုပ်တွေကနေတာမန်ရုပ်တွေအဖြစ်ပြောင်းပြီးအောင်မဲတာရဲ့ဘေးကိုယိုကျိုးစွာတိုးကပ်လာခဲ့တယ်တင်ကဒီတော့ဒီတောင်မှာစောင်းချက်နေတာနှစ်ပေါင်းဘလောက်ရှိပြီလဲ နှစ်ပေါင်း၄၀၀ကျော်ပါပြီဆရာအတော်ကြာပြီပဲဒါနဲ့တင်းရဲ့ခြေထောက်တွေကဘလို့ကြောင့်မိတော့လောင်နေရလဲကျုပ်ကလူဘွားတုံးကဒီတော်ထဲမှာတောလိုက်တဲ့မိုးဆိုးဖြစ်ခဲ့ပါတယ်ကျုပ်အမဲလိုက်လို့ရတဲ့သားကောင်းတွေကိုထောင်မပြေးနိုင်အောင်ခြေထောက်တွေကိုမိနဲ့မြိုက်တဲ့အာကုသူကြောင့်အခုလိုမိဆွဲလောင်နေတာပါတင်းကအာကုသူတွေလောက်ပြီးဘလို့ကြောင့်တောင်စောင်းတဲ့နေရာကိုရောက်ခဲ့တာလဲဒါကတော့ကျုပ်အမဲလိုက်ပြီးပြန်တဲ့တနေ့တောရဆောက်တည်နေတဲ့ရဟန်းတစ်ပါးကိုဖူးမြင်လိုက်ရတယ် ကျုပ်လည်းယဟန်တော်ကိုမြင်တော့ဆုံးကတ်ခြင်းနဲ့စိတ်ဖြစ်လာတာမို့ပါလာတဲ့တားကောင်ရဲ့ပေါင်တောင်းကိုမီးကင်ပြီးဆုံးအဖြစ်ကတ်လူခဲ့ပါတယ်။ဆုံးကတ်ပြီးအပြန်လမ်းမှာပဲမုံယုံနေတဲ့စင်ရိုင်းတကောင်ရဲ့နင်းတက်ခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့တင်းအံ့ဆဲဆဲမှာဆုံးကတ်ခဲ့တဲ့အတွေ့လေးဝင်ခဲ့တာကြောင့်ဒီနေရာမှာပဲအဆောင်အဖြစ်ပြန်လည်ဖြစ်တည်ခဲ့တာပါ။ယဟန်တစ်ပါးကိုမရည်ရွယ်ပဲကတ်လူခဲ့တဲ့ဆုံးတနက်ရဲ့ကုသိုလ်ကဒီလောက်ထိအကျိုးပြုခဲ့တာပါလား။ဒါတောင်တင်းကဘာလို့အကုသိုလ်ကြီးဆက်လုပ်နေခဲ့တာလဲ။ကြုံမားခဲ့ပါတယ်။ ီနေ့ဒီချင်းအားစပြီးအာကုတ္တအလုပ်တွေထမ်းမလုပ်တော့ပါဘူးလို့ကတိပေးပါတယ်။တာရုတာရုတာရုတင်လည်းအခုခံစားနေရတဲ့ဝေကျွေးတွေကလည်းအမြန်ဆုံးလွတ်မြောက်ပါစေ။အောင်မက်တာရဲ့စူတောင်းစကားတန်အဆုံးပါပဲ။ချိန်မီတော့နှက်ကပြုံးရွှင်နေတဲ့မျက်နှာထားနဲ့ပျောက်ကွယ်သွားပြီးမကြခင်အချိန်အတွင်းတောဆက်ကနေတိတ်ကိုင်းကြောင်နင်းတန်တွေထပ်ပေါ်လာလို့ကြည့်လိုက်ရမောင်ကောင်းတဲ့ခုံးလာတို့ဖြစ်နေခဲ့တယ်။ဆရာဘာမှမဖြစ်ဘူးမလား။ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ကဆေးရောင်စိတ်ပူနေတာတော်ပါသေးရဲ့အောင်မေတာကမောင်ကောင်းတဲ့ခွန်သားတို့ရဲ့စကားကိုဘာမှပြန်မပြောဘဲခပ်ပြုံးပြုံးမျက်နှာထားနဲ့သာကြည့်နေခဲ့လိုက်တယ်။အောင်မေတာအနေနဲ့ကုဝေဒာနာမင်းကြီးအကူကြီးနဲ့ချိန်မီတော့နဲ့ကိုလိန်မအောင် ဆုံးမပြီးတဲ့နောက်မှာတော့လူနေအင်ချီတွေရှိတဲ့ဘက်ကိုပြန်လည်ထွက်ခွာလာခဲ့ပါတော့တယ်။မောင်ကောင်းဟိုးမှာဗာများပါလေ။အောင်မေတာလည်းညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်ရာကျယ်သည့်အရွယ်ကန်ရှိတဲ့အစင်းရင်အောင်ကြောက်စင်းလက်ကောက်တကွင်းကိုမြင်တွေ့လိုက်ရတယ်။ ကြောက်စိမ့်လက်ကောက်လေးပါလားဆရာဘသူကြသွားလဲမသိဘူးမောင်ကောင်းလည်းမြေကြီးပေါ်မှာကြာနေတဲ့လက်ကောက်ကိုယူလိုက်တဲ့အချိန်နားထဲမှာရှာကြီးတငင်ငိုတဲ့အတန်ကိုကြားလိုက်ရတယ်မောင်ကောင်းကောက်ယူလိုက်တဲ့ကြောက်စိမ့်လက်ကောက်နဲ့ငိုကြွေးတန်ကဘလို့ဆက်ဆက်နေမလဲဆိုတာကိုတော့အောင်မဲတာနဲ့အစွဲလက်ကောက်ဆိုတဲ့ဇာတ်လမ်းမှာနားဆင်ပေးကြပါအောင်အခုလိုအဆုံးနှိလိုက်ပါအားပေးနားဆင်ကြကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ကြားရှိနေသေးတဲ့အပိုင်းစာများကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြန်တန်လွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။